မြောက်ရီမြို့နယ်ကြားဖြတ်ငွေလည်လုပ်ငန်းတွေမှာခိုင်းစိတ်ခံခဲ့ရတဲ့တရုတ်နိုင်ငံသား214ဦးကို မလ9ရက်နေ့ကမဲဆောက်ကတဆင့်တရုတ်ပြည်ကို ပြန်လည်ပို့ဆောင်လိုက်ပါတယ်မောင်တူးတင်ဆက်ထားပါတယ်ရှင်ဟုတ်ကဲ့ပါကရင်ပြည်နယ်မြောက်ဦးမြို့နယ်ကကြားဖြန့်ငွေလိမ်လုပ်ငန်းတွေမှာ ခိုင်းစီခံခဲ့ရတဲ့တရုတ်နိုင်ငံသား214ဦးကိုမတ်လ9ရက်နေ့ကမဲဆောက်ကတဆင်တရုတ်ပြည်ကိုပြန်လည်ပို့ဆောင်လိုက်တာပါတော့တော့လက်ရှိအမ်ဘူလာထုတ်ပြန်ထားတဲ့အတိုင်းပဲကျွန်တော်တို့ဟိုအရှိန်လေးနည်းရောတာပဲရှိတယ်ဒါပေမဲ့ကျွန်တော်လုပ်ငန်းတွေကျွန်တော်ဒီနေနေလုပ်ငန်းတွေကတော့ရပ်တန့်သွားခြင်းမရှိဘူးကျွန်တော်တို့စက်တိုက်စက်တိုက်လုပ်သွားမှာပါလို့ဟုတ်ကဲ့ဒီကိုကြည့် ာဟာ၄ရက်အတွင်းနောက်ဆုံးနေ့အဖြစ်ပို့ဆောင်လိုက်တာဖြစ်ပြီးမတ်လ၆ရက်က456ဦးမတ်လ9ရက်က455ဦးမတ်လ၈ရက်နေ့က304ဦးနဲ့မတ်လ9ရက်နေ့မှာတော့နောက်ဆုံးနေ့အဖြစ်214ဦးစုစုပေါင်း၄ရက်အတွင်းတရုတ်နိုင်ငံသား1429ဦးပြန်ပို့ခဲ့ပြီးဖြစ်ပါတယ်။ဒါပေမဲ့တရုတ်ပြည်ပါဝင် နိုင်ငံ29ခုကလူဦးရေ၄000ကျော်ကျန်နေသေးတာပါ။ ဒီသူနဲ့နေအဖွဲ့ကတော့ခုနလိုမျိုးဒါကျွန်တော်တို့ကခိတ္တယာယီဖွဲ့လိုက်တဲ့အဖွဲ့တော့မဟုတ်ဘူးအဲဒီအဖွဲ့ကတော့ဒါကျွန်တော်တို့ကအမြဲရှိသွားမယ့်အဖွဲ့တစ်ခုဖြစ်တယ်ဒီအဖွဲ့ကတော့တောက်လျှောက်အလုပ်လုပ်သွားမယ်လို့ကျွန်တော်တို့ထင်ပါတယ်ဒါပေမဲ့ခုနလိုပေါ့အခုကျွန်တော်တို့ကတော့အလုပ်ကတော့ဆက်တိုက်ဆက်တိုက်လုပ်သွားမယ်ကျွန်တော်တို့အဒီအဲကျွန်တော်တို့အခုချက်တက်လိုက်တာမဟုတ်ဘူးလက်ရှိလူထောင်ကနေဖြစ်တဲ့ဥစ္စာကိုထားဖို့အခက်အခဲတစ်ခုကြောင့်ကျွန်တော်တို့က 呃，那些谁呢？那出来了吧？那不对？多少钱？那六十六块嘛？我老公被骗了，然后他们都拿老公，我老公电话给我聊天，把我给骗过来了。嗯，对啊，都一样，都要加，就那零扣开那个，毕竟道家嘛都要加的，都。 သူ့ဘာပြင်မြေကလည်းနေခေါ်ခဲ့ရထိုင်းမြန်မာနယ်စပ်မှာကြားဖြန့်ဂိုင်းနေဖော်ထုတ်ဖို့ဖေဖော်ဝါရီလ9ရက်ကထိုင်းနိုင်ငံကပေးနေတဲ့လျှက်စစ်မီးနဲ့လောင်စာဆီတွေဖြတ်ပစ်ခဲ့ပါတယ် BGF ငေးချားဆောင်တက်ကလည်းဖေဖော်ဝါရီလ12ရက်မှာကြားဖြန့်နှိမ်နင်းရေးကော်မတီကိုဖွဲ့ပြီး အခုလိုရှာဖွေပြန်ပို့နေတာပါခမကျွန်တော်မောင်ဒူပါ